2025ခုနှစ်မေလ10ရက်နေ့ဒီကနေ့တနင်္လာနေ့မနေ့6နာရီဂျိုရူကတိုင်းတာရရှိချက်တွင်24နာရီအတွင်းမှာမိုးဘလို့ရွာသွန်းနိုင်လေဘယ်နေရာတွေမှာမိုးကြီးနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ခန့်မှန်းတင်ပြမှာဖြစ်ပါတယ် အလုံးမမလိုက်မြေ Imuki Entertainment Channel ကိုလိုက်ပါရယ်ဒီနေ့ဒီဆက်ပေးပြီးဖန်လျက်ဒီမေလ12ရက်နေ့အတွက်မောင်တန်းတင်းနဲ့မိုးများမဲ့နေရာဒေသတွေကိုဒီ Mozilla Blogger ဦးထေးတရနေပြီးတော့ကြိုးတင်ခံမှန်းချက်တွေပြည့်ပြည့်တင်ဆက်ပေးထားတဲ့ဗီဒီယိုဖိုင်လေးဒီဖိုင်လေးကျွန်တော်မျိုးပြသက်တင်ဆက်ပေးတော့ဖြစ်ပါရယ်ကျွန်တော်မျိုးလည်းကြိုးတေကောက်ပြစ်စင်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြင်လေကူမြတ်တင်ဆက်ပေးလိုက်ခြင်းဖြစ်တယ်ဒါကြောင့်မကျွန်တော်ပြည်ဖိုင်လေးအဆုံးတက်ထိပ်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကျင်ပါရယ်ဒါဆိုရင်တော့ကျွန်တော်ပြည်ဖိုင်လေးကိုဆက်လိုက်အောင်မာပြီမာ ရွာတဲ့မိုးတွေဟာဘင်္ဂလားပင်လယ်ကမမာပြည်ကို ဝင်သွားတဲ့ရေငွေ့အပြည့်ပါတဲ့မြေနဲ့တိမ်နေနဲ့မြမာပြည်အလဲပိုင်းရောက်တဲ့အခါမှာပူကြောက်မလို့တက်သွားတဲ့ရေငွေ့ကပြန်ကျလာတဲ့မိုးဆိုပြီးတော့နှမျိုးနှစာ ဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မြမာပြည်အနှံ့အပြားမှာမိုးရိုးထုံတာနေ ကြားရတယ် မိုးရိုးပြစ်တံတွေကြားရပြီးတော့မိုးသီးတွေလည်းကျွေနေတာကျွန်တော်တို့သတင်းတွေဖတ်ရမှာမနေ့တနင်္ဂနွေနေ့17ရက်နေ့မှာည8နာရီအချိန်ဂျိုတုရဲ့ရေဒါကတိုင်းတာတဲ့ပုံတွေအရဆိုလို့ရှိရင်ခင်းသရနဲ့မော်လမြိုင်ကိုဖို့ပြုတ်ပြီးတော့မြမာပြည်မှာတဲကြီးမဲကြီးမိုးရွာဆင်းသွားတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ် ကျွန်တော်တို့တိုင်းတာရရှိပြီးနှစ်နာရီသုံးနာရီအကြာမှလာမြေပြင်ကနေပြီးတော့မိုးတွေစရွာသွန်းတယ်မိုးတွေများနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ရှိကိုတက်လာပါတယ်အတိတ်ပဲကတော့မိုးကောင်းငယ်ပေတောင်းပေနှောင်းလောက်ကကျလာတဲ့ရေမုန်လေးတွေဟာတဖြည်းဖြည်းနဲ့စုပြီးတော့မှမိုးရေဖြစ်ကိုပြောင်းလဲပြီးတော့မှတဖြည်းဖြည်းနဲ့လေစီးနှုံးနဲ့လေတိုက်နှုံးနဲ့အတူကျလာတာဖြစ်ပါတယ် ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခံပန်းချက်တွေဟာခရိုင်အနေနဲ့ပြောရင်တော့မှာပဲတစ်ခါတလေမှာလွဲသွားတတ်တယ်ခံပန်းချက်တွေဖြစ်တတ်ပါတယ်အဲ့ဒီအပေါ်မှာနားလည်မှုပေးပါ နားလည်ကြပါလို့ကျွန်တော်တို့တောင်းဆိုခြင်းပါအဲ့တော့ဒီကနေ့စနေနေ့အနေထားကိုကြည့်မယ်ဆိုရင်မြမပြည်အနှံ့အပြားမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနေတာကိုဒီအဝါရောင်နဲ့အနီရောင်လေးတွေကပြပနေပါလေအထူးသဖြင့်ချင်းတောင်တန်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနေပြည်တော်အနောက်ဘက်နေပြည်တော်အရှေ့ဘက်အေရာဝတီတိုင်းစစ်တောင်းမြဝမှာမိုးတဲတဲမဲမဲကြွားနိုင်တယ်လို့ပဲဘင်္ဂလားပင်လယ်ကဝင်လာတဲ့မုတ်တုံလေးနဲ့မုတ်တုံမိုးကြောက်မလို့မြန်မာနိုင်ငံတောင်ဘက်စွန်း ရနောင်းဒေတာကြီးတစ်ခုလုံးမှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တယ်လို့ပဲဒေစီကြောင်းနဲ့အတူတက်သွားတဲ့ဘိတ်တဝဲဒေသားဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီကနေ့ဆက်နေ့ရက်နေ့မနေ့တနအရနေပြီးတော့မှမနေ့6ရက်တွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ဖျားမှာနေရာစိတ်စိတ် မိုးရွာပြီးတော့အခြားဒေသတွေမှာနေရာကျဲကျဲမိုးရွာတွန်းသွားတာတွေ့ရပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာအရှိဘက်နဲ့တောင်ဘက်ရှမ်းမှာ နေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်တဲ့နေသာတွေ့ရပါတယ်မန္တလေးတိုင်းအရှိဘက်ရှမ်းပြည်တောင်နှမ်းအနေနဲ့ဆက်ဆက်တဲ့ဒေသကြီးတစ်ခုလုံးမှာနေရာကွက်ကြား မိုးရွာနိုင်တဲ့အနေအထားလည်းရှိပါတယ်။ကျွန်တော်တို့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်းနေရာကျဲကျဲမိုးဆက်လက်ရွာသွန်းပြီးတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊စစ်တောင်းမြဝဒေသမှာမိုးတီးထန်စွာရွာသွန်းနိုင်သလိုပဲကရင်ပြည်နယ်၊မွန်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားတွေ့ရပါတယ်။ တို့တူချင်းမိုင်အောက်ပိုင်းမဲဆောက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ဘန်ကောက်မှာတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။မနေ့6နိုင်မှနေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်တဲကဝင်လာတဲ့မြေနှိမ့်တိမ်တွေဟာ AR မြေရိုးတလျှောက်အပူချိန်အကြောင်းမလို့ကောင်းငင်ကိုပေါ်ပြန်တက်သွားပြီးတော့ ကချင်းပြည်နယ်မှာတော့မြောက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့သခိုင်းတိုင်းနဲ့ကချင်းပြည်နယ်တောင်ဘက်မှာ နေရာကျဲကျဲမိုးရွာနိုင်တယ်လို့ပဲချင်းပြည်နယ်မှာနေရာကျဲကျဲရခိုင်ပြည်နယ်မှာနေရာကျဲကျဲရန်ကုန်တိုင်းမှာနေရာကျဲကျဲနေပြည်တော်နဲ့ရှမ်းပြည်မှာနေရာကျဲကျဲရွာသွုံးမှာ ဖြစ်ပေမဲ့လည်းမုတ်တုံလီနဲ့မုတ်တုံမိုးကြောင်မလို့မြန်မာနိုင်ငံအောက်ပိုင်း ကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်ကနေနာရီတိုင်းမှာနေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နေ့နဲ့7နာရီမှညနေ6နာရီရောက်တဲ့အခါမှာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာတွန်းပြီးတော့ချင်းပြည်နယ်တောင်ဘက်ရခိုင်ပြည်နယ်မြောက်ဘက်မကွေးတိုင်းမြောက်ဘက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကို ပြန်ကြမှုအရတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာပွက်ကြားမိုးရွာနေနိုင်တဲ့နေသားရှိပြီးတော့ AR တိုင်းမှာလည်းနေရာပွက်ကြားမိုးပါပါရွာနိုင်ပါတယ်မြမပြည်တောင်ပိုင်းမှာကြာတော့မြေနိုင်တိမ်ကျူများရဲ့ရေငွေ့ဖွဲ့မှုကြောင့်မလို့ကရင်ပြည်နယ်တောင်မဲ့စွန်းမွန်ပြည်နယ်တောင်မဲ့စွန်းတရင်းနိုင်တိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီရနေပြီးတော့ည7နာရီတွင်းမှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ဘက်တနင်္လာရီတိုင်းတွင်းမှာဆိုလို့ရှိရင်တော့6နာရီအတွင်းမိုးရစင်နှစ်လက်မရွာသွန်းနိုင်ပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေယော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ကြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ထို့အတူပဲကချင်ပြည်နယ်မြောက်ဖက်ဖြားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အခြားနေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ထိုင်းနိုင်ငံအနေအထားကိုလေ့လာမယ်ဆိုရင်တော့ချင်းပိုင်းချင်းရိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့မဲဆောက်မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ဘန်ကောက်မှာခြိုင်မှာလည်း နေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့စူရတ်ဌာနီဘက်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။တနည်းအနည်းတိမ်အမြင့်တွေကြောင်းမလို့မိုးဖြစ်ချုံခြင်းမိုးရိုးဖြစ်ခြင်းများကြုံတွေ့ရပြီးတော့မြေပြင်ပေါ်ဆင်းလာတဲ့ရေတွေအားလည်းငလင်းဒဏ်ကြောင်းမလို့မြေအောက်ကိုမစည်းစင်းနိုင်မဲနဲ့ရေစီးကြောင်း ပြောင်းလဲနိုင်တဲ့အနေအထားရှိလို့လာပြီးတော့သတင်းပို့ပေးကြပါ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ဘီဖိုင်ဒီလောက်ပါပဲဒီဖိုင်လေးကဒါဒီနေ့မေလာ12ရက်နေ့အတွက်မုံတန်းတရင်နဲ့ဒီ ဝန်းမြမဲ့နေရာဒေသတွေကိုဒီ Mozilla Blogger ဦးတည်တရနေပြီးတော့ပြည်စုံတိဆက်ပြတ်တာပေးထားတဲ့ profile လေးဒီ profile လေးကျွန်တော်အမျိုးပြတ်တာတိဆက်ပေးထားဖြစ်ပါတယ်ဒီ profile လေးပတ်သက်ပြီးတော့အမျိုးလေဘူဒရာတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုနေ့စဉ်ဒီ Mozilla တည်နေကိုအများကြီးတိဆက်ပေးနေတဲ့ Mozilla Blogger ဦးတည်တရနေလေးကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါမျိုးလေးကျွန်တော် channel နဲ့ဘူဒရာရဲ့အကြောင်းနဲ့ဟာတပ်ပြီးမယ်တိဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဘေးနဲ့ notification bell ကိုဗန်းနေခဲ့ပြီးတော့နောက်ဆက်ကြည့်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှိသူတည်ချင်တဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆုံကြမယ်တရား